ပြင်သစ်နိုင်ငံမြောက်ပိုင်းကာလီယာနဲ့ဇန်ကတ်ဂျာမာရှိတဲ့ Griflands ကမ်းခြေမှာမနက်စောစောအချိန်ရွှေပြောင်းခြေချသူတွေဟာသူတို့ရဲ့ကလေးငယ်တွေကိုပါခေါ်ဆောင်ပြီးအင်္ဂလိပ်ရေလက်ကြားကိုဖျက်ကျော်ကဗြိတိန်ကိုရောက်ဖို့ရေးကန်ဆန်းနေကြပါတယ်။မကြာခင်မှာပဲသင်းငယ်တဲ့လှေတစင်းရောက်ရှိလာပါတယ်။တချို့ရွှေပြောင်းအခြေချသူတွေဟာလှေပေါ်မှာရောက်နှင်နေကြပါပြီ။သူတို့လှေနဲ့လိုက်ပါဖို့ရေထဲကိုဆင်းရပါမယ်။ဒါဟာဖန်းစီခင်ရတာကနေလွတ်မြောက်ဖို့အတွက်ဖြစ်ပါတယ်။ပြင်းတဲ့ရေတပ်ပွဲဟာ ဂုံးမော်မရောဝေဟင်ကနေပါစောင့်ကြည့်နေပြီးထိတ်လန့်မှုတွေမဖြစ်စေဖို့အတွက်ကြားဝင်မဆွတ်ဖက်ဖို့ညွှန်ကြားထားပါတယ်။ဒါကြောင့်လူမောင်ခူသမားတွေဟာသူတို့ရဲ့လောက်ကန်တဲ့နီးလန့်တွေကိုပြောင်းလဲခဲ့ကြပါတယ်။လီဘော်တက်တာဟာကမ်းခြေမှာမဟုတ်တော့ဘဲပင်လယ်ပြင်မှာဖြစ်လာပါပြီ။ဒါကတော့ပိုပြီးအန္တရာယ်များပါတယ်။ခီးတဲ့တွေထဲမှာကလေးငယ်ဒူးလဲပါဝင်ပြီးကလေးငယ်ကိုလက်ဆင့်ကမ်းကလှီအလဲကိုပို့ပေးကြပါတယ်။လီဘော်မှာလူတွေအပြည့်လာပါတယ်။ နောက်ဆုံးမှတက်ရောက်ဖို့ကြိုးစားနေသူတွေရဲ့လယ်ဘင်းအထိရေတွေရောက်နေပါပြီ။ဒါပေမဲ့အားလုံးလေပေါ်မရောက်နိုင်ခဲ့ပါဘူး။ပင်မနှွမ်းနေပြီးစိတ်ပြက်လက်ပြက်နဲ့ကမ်းခြေကိုပြန်လာကြသူတွေရှိပါလေ။ဒီလူတွေအတွက်ရေလေကြားဖြတ်ကျော်ဖို့ကြိုးစားမှုဟာနောက်တစ်နေ့အတွက်ထပ်မံဆောင်စမ်းရတော့မှာဖြစ်ပါလေ။အချို့ရွှေပြောင်းနေထိုင်သူတွေကတော့သူတို့ရဲ့ပန်းတိုင်းအင်္ဂလိပ်ကမ်းခြေနဲ့ဗြိတိန်နိုင်ငံကိုရောက်ဖို့ဆယ်ချိန်ထက်မနည်းကြိုးစားခဲ့ရပါလေလို့ပြောပြခဲ့ကြပါလေခင်ဗျာ။